ဟယ်လိုအားလုံးပဲမင်္ဂလာပါခုဒါကျွန်တော်တို့တွေအာဒီလို data တွေရှိတယ်ဒီကောင်ကတော့ကျွန်တော် clear တစ်ချက်လုပ်လိုက်မယ်ဒီကောင်တစ်ချက်ပြန် run လိုက်မယ်ဒါကျွန်တော် group လုပ်ထားတဲ့ data တွေပေါ့နော်ခုသင်ငန်းသားဘာပြောပြချင်အောင်ဆိုတော့အာ projection လုပ်တာကိုကျွန်တော်ပြောချင်တာဆိုလိုတာ projection ဆိုတာဘာလဲဆိုတော့ဒီထဲမှာကျွန်တော်တို့လိုချင်တဲ့ data တွေရှိတယ်မလိုချင်တဲ့ data တွေရှိတယ်ဥပမာ ဒီ structure တော့တစ်ချက်ကြည့်ဖို့လိုရပါတော့။ဥပမာကျွန်တော် data ထဲမှာရှိတဲ့အာ LOC ကိုမလိုချင်ဘူး၊ pop ကိုမလိုချင်ဘူး။အဲထားပါတော့ဒီနှစ်ခုကျွန်တော်မလိုချင်ဘူး။ပြဖြောက်လိုက်မယ်။တင်းနဲ့ဒီ3 state ရယ် city ရယ် ID ရယ်ကျွန်တော်ဒါပဲလိုချင်တယ်။အဲဒီလိုဒီလိုပုံစံမျိုးပေါ့နော်။အဲဒီလိုလိုချင်တာတွေမလိုချင်တာတွေကိုကျွန်တော်သတ်မှတ်ပြုဖို့အတွက် projection လောက်ပါမျိုးပေါ့နော်။ဒီမှာတစ်ခုအရေးကြီးတာပါအောင်ဆိုတော့ဒီ projection ကဒီ data D ရဲ့ကျွန်တော်တို့ database ထဲမှာရှိတဲ့ data structure ပေါ်မှာမိခိုးမနေဘူး။ ထွက်လာတဲ့ result ပေါ်မှာကျွန်တော်ကြည့်ပြီးတော့ projection လုပ်အောင်ပါပေါ့နော်အခုဆိုဒီမှာ data တွေကအဲ့လိုစီကိုမလို့ချင်ဘူးအဲဒီလိုမျိုးပေါ့နော် okay အဲ့ဒါလေးပြီးတော့နားလည်ဖို့လိုတယ်အဲ့တော့ဒီမှာ pipeline တစ်ခုကျွန်တော်ထပ်ပြီးတော့ရေးမယ်ဒီ aggregate pipeline မှာပေါ့နော်အဲ့ dollar sign project နဲ့ full column ဒီမှာကျွန်တော်လိုချင်တဲ့ဟာနဲ့မလိုချင်တဲ့ဟာဆိုတော့အဒီ data.loc ကိုကျွန်တော်ကမလိုချင်ဘူးဆိုရင်0လိုချင်တယ်ဆိုရင်1ပေါ့နော်အဲဒီလိုမျိုးကျွန်တော်သွားရမယ်โอเคအဲ့တော့ကျွန်တော်မလိုချင်တဲ့ဟာ loc ရဲ့ ဒေတာထဲမှာရှိတဲ့ LOC ရဲ့နောက်တစ်ခုက pop ရဲ့နှစ်ခုကျွန်တော်မလိုချင်ဘူးပေါ့နော် POP pop okay ဒီကောင်းလေးကျွန်တော် copy တစ်ချက်ကူးလိုက်မယ်ဒီမှာလာပြီးတော့အာ clear cs sorry cls နဲ့ဒီမှာ page ပြန်လုပ်မယ်ကိုအဲဒါဆိုရင်ဒီမှာ id ရဲ့ city ရဲ့ state ရဲ့ကျွန်တော် data ထဲမှာ၃ခုပဲကျွန်တော်တို့အာမြင်ရလိမ့်မယ်ပေါ့နော် okay ဒါအဲ့တော့အဲ့ projection ကိုနားလည်မယ်လို့ကျွန်တော်ထင်တယ်ဒါပေမဲ့ကျွန်တော် group လုပ်ထားတဲ့အတွက်ဒီမှာ data prefix နဲ့ကျွန်တော်လက်လက်ပြီးတော့ ပေးနေရတယ်ပေါ့နော်။ Okay တော့အဲ mesh ကျွန်တော်ဒီမှာ dollar sign အ mesh နဲ့ sorry dollar sign mesh မှာအ state က ma ဖြစ်တဲ့ကောင်လေး Okay ပြီးတော့ဒီမှာ data dot တွေလာလုံးလို့မရတော့ဘူး။ဘာဖြစ်လို့ဆိုတော့ mesh ကိုကျွန်တော်တစ်ချက်ကြည့်ကြည့်အောင်ပေါ့နော်။ဒီကောင်ကျွန်တော်ပိတ်လိုက်မယ်။အခုထွက်လာတဲ့ data structure ကိုကျွန်တော်ကြည့်မယ်။ အဲဒါဆိုရင်ဒီဒီပုံစံတိုင်းကျွန်တော်မြင်ရလိမ့်မယ်ခုနကလို data prefix ပါမနေတော့ဟုတ်လားအဲ့တော့အဲ့ထက်ကကျွန်တော်ကဘောင်းဆိုတော့အာထားပါတော့အာ city ကိုကျွန်တော်မလိုချင်ဘူးဗျာဟာလား city ကိုမလိုချင်ဆိုရင်ကျွန်တော်ဒီမှာ dollar sign project နဲ့ဘာ city 0ပေါ့နော်0နဲ့1နဲ့ဗျာ1ဆို0မယ်0ဆိုမယူဘူးဟုတ်လားအဲဒီလိုမျိုးကျွန်တော်1ရောက်ကိုစံကြည့်လိုက်တော့ပေါ့နော် ကန်နာတစ်ချက်ခေါက်လိုက်မယ်ဒါဆိုရင်အာ CD ပါမလာတာကိုကျွန်တော်တို့အာမြင်ရလိမ့်မယ်ပေါ့နော်ဒါပါလဲဆိုတော့ projection ကိစ္စပေါ့နော် SQL မှာဆိုလို့ရှိရင် select နဲ့တူတယ်ဗျာ select select နဲ့တူတယ်ပေါ့နော်ကြည့်တာကိုကျွန်တော်နားလည်မယ်လို့ထင်တယ်အားလုံးပဲကြည့်ကြည့်ပါ